အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဉာဏ်သတိယုံကြည်မှုရဲ့တန်ဖိုးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ပုံမြင်လေးကိုမတင်ဆက်ခင်မှာ VPN လေးဖွင့်ပြီးကြီးကျူနာဆင်ပေးဖို့တောင်းဆိုပါရစေရှင်ဒါဆိုရင်ပုံမြင်လေးကိုဆက်လက်ကြီးကျူနာဆင်လိုက်ကြရအောင်ပါရှင်တစ်ခါတော့မိချောင်းတီးတကောင်ကအမြဲတမ်းအစာရှာထွက်လိမ့်ရှိပြီးသူအစာရှာထွက်တဲ့မြေကန်းသားကရေတပန်းပင်ပေါ်မှာ မြောက်တကောင်နဲ့မိတ်ဆွေဖြစ်နေပါတည်းကွယ်မြောက်ဟာအစာရှာပြီးမြေကနားမှာအနားယူနေရှိတဲ့မိချောင်းကိုသူနေထိုင်ရာတပန်းမင်မော်ကတပန်းသီးတွေကိုမိချောင်းအတွက်ခူးပြီးချွေပေးလေရှိပါတည်းကွယ်မြောက်ချွေပေးတဲ့တပန်းသီးတွေကိုမိချောင်းကကြောပေါ်တင်သွားပြီးသူ့ရဲ့မြားဖြစ်သူမိချောင်းမကိုကျွေးလေရှိပါတယ်မိချောင်းမဟာတပန်းသီးတွေကိုစားတိုင်းချိုလိုက်တာဆိုပြီးအမြဲချစ်ကျူးလေရှိပါတယ် ဒီနေ့မှာတော့မိเจ้าမဟာမိเจ้าတို့ကို ရှင်ယူလာတဲ့တပန်းသီးတွေကခြိုးလိုက်တာတော့ဒါပေမဲ့ဒါလေးတွေကိုစားရတာနဲ့တင်မတင်းတိမ်နိုင်ပါဘူးတပန်းမိမောကတပန်းသီးတွေကိုနေတိုင်းစားနေတယ်မြောက်ရဲ့အသေးကပိုတောင်ချိုးမှဆိုပြီး ပြောပါတယ်ကွယ်ကျုပ်ကိုတပန်းမိမောကမြောက်အသေးစားရအောင်ယူလာခဲ့ပေးပါလားဆိုပြီးမြောက်သားစားဖို့ယူစားပါတယ်ကွယ် မိချောင်းတီကမြောင်းတဲ့မိတ်ဆွေဖြစ်နေတာမို့မြောက်ကိုမစားစေခြင်းပေမဲ့မိချောင်းမကမကြာခဏပူဇော်လေးရှိနေတာမို့နောက်ဆုံးမှာတော့မငင်းရပဲမြောက်ရဲ့အသေးကိုယူလာပေးမယ်လို့ကတိပေးလိုက်ပါတယ်ကွယ်ဒီလိုနဲ့ပုံမှန်ရက်တွေလိုပဲမိချောင်းတီဟာအစာချာထွက်ရင်မြေကမ်းသားမှာအနားယူရင်မြောက်ကိုဘလို့လိန်ခေါ်သွားရမလဲလို့စဉ်းစားနေပါတည်းကွယ်မိချောင်းတိကမြောက်ကိုကိုမြောက်ရီမင်းပေးတဲ့တဖန်းတိတွေကိုစားပြီ မိเจ้าမကမင်းကိုတွေ့ခြင်းလို့အိမ်အလယ်လိုက်ခဲ့ပါလားလို့မှားလိုက်တယ်။အဲ့ဒါမင်းငါကြောပေါ်ကနေပြီးအိမ်အလယ်လိုက်ခဲ့ပါဦးလားလို့မေးလိုက်ပါရဲ့။မြောက်ကခင်မင်းရင်းနှီးသက်ရှိသူမို့မိเจ้าရဲ့ရုပ်မာတဲ့အကြံကိုမယိမ့်မိပဲ။အော်မိเจ้าရဲ့အိမ်ကရေလဲကောင်းပါ၊ကျောက်ကရေထဲပြုတ်ချမ်းပါ၊ကြောက်တယ်ပြလို့ပြန်ဖြေလိုက်တဲ့။အကြံရှိတဲ့မိเจ้าတီဟာ ဟာစိတ်မပူပါနဲ့အဆွေမြောက်ရဲ့ကြုံကြောပေါ်ကသာလိုက်ခဲ့ပါခမရရေတဲ့ပြုံမကြအောင် ကြုံထင်းပေးပါမယ်လို့အာမခံလိုက်တဲ့ကွယ်ယုံကြည်သွားတဲ့မြောက်ဟာမိချောင်းမစီကိုလိုက်ဖို့သဘောတူလိုက်တဲ့ကွယ်ဒီလိုနဲ့မိချောင်းကြောပေါ်မှာမြောက်ဟာလိုက်ပါလာရင်ရေလေကောင်ကို ရောက်လာပါတော့တဲ့ကွယ်မြောက်ဟာမတင်ကားတာကြောင့်မိချောင်းကြီးကိုလှဲ့ပက်မင်းရင်ရေလဲကောင်အယောက်မှာမိချောင်းကြီးစီကနေပြီးတော့စကားစနိုင်လို့ရသွားတယ်ကွယ် ဟုတ်တယ်အဆွေမြောက်ရင်ကျွန်တော်မိမမိเจ้าမဟာကိုဝန်ဆောင်မို့သူကအဆွေမြောက်ရဲ့အဲကိုစားကျင်သိဖြစ်နေတာမို့မင်းကြီးရတာကြောင့်ခမ ्या ကိုခေါ်လာရတာပါပဲလို့ရေလည်းကောင်းအရောက်မှာမပြေးနိုင်တော့ဘူးအထင်နဲ့မြောက်ကိုဝန်ခံလိုက်ပါတယ်ကွအဲ့ဒီအခါမြောက်ဟာအကြံထုတ်ပြီးချက်ချင်းပဲမိเจ้าကိုပြုံးချွန်စွာပြန်ပြောလိုက်ပါတယ်ကွအော်အဆွေမိเจ้าရဲ့ မိတ်ဆွေတွေချင်းပဲအစောကြီးတည်းကအခုလိုပွန့်ပွင့်လင်းလင်းပြောရင်ရရတာနဲ့ဗျာကျုပ်တဲကိုစားခြင်းရင်ကျုပ်ထည့်ပေးလိုက်မှာပေါ့ဗျာအခုတော့ရေလေကောင်ပြမပြောတယ်တပန်းမင်းရှိရာပြန်လဲမရတော့မေဗျာကျုပ်တဲကိုကျုပ်ကရေတပန်းမင်းပေါ်မှာချိတ်ခဲ့တာဗျာလာအခုပဲတပန်းမင်းမော်ကအတဲကိုသွားပြန်ကြားရအောင်ဆိုပြီးမြောက်ရဲ့စကားကိုအကြမ်းမှာတုံးအားတဲ့မူချောင်းတိဟာဟာတကယ်လား ီလိုမှန်းသိရင်ကျုပ်အစောကကပြောပါတယ်ဗျာအခုဘလို့လုံးမလုံးလို့မြောက်ကိုမေးလိုက်ပါတယ်ကွယ်အကြံပိုင်နဲ့မြောက်ဟာအော်ဘလို့လုံးမလုံးတပတ်မင်းကြီးကပြန်လှည့်ပြီးတော့ပြုတ်ကျုပ်ကိုစောစောက ပြောရင်ကျုပ်အသေးချီတက်တက်ခမည်းကိုထည့်ပေးလိုက်မှာပေါ့လို့ခုတော့ပြန်ယူမရတော့မယ်လို့ဆိုပြီးမြောက်ရဲ့စကားကိုအကြားမှာမိချောင်းတိဟာမြောက်ကိုတပတ်မင်းကြီးရစီတို့ပြန်ပို့ပေးလိုက်ပါတယ်ကွယ် ရေတဖမ်းမင်းကြီးကို ရောက်တဲ့အခါမှာမြောက်ဟာမိတ်ဆွေကြီးရေခဏလေးစောင့်တော့ကျုပ်အသေးကို အပင်မွတ်တက်ယူပြီးပြန်ဆင်းလာခဲ့ပါမယ်လို့ပြောပြီးတဖမ်းမင်းမော်ပြည့်တက်သွားတာပြန်ဆင်းမလာတော့ပါဘူးရဲ့ကွယ်မိเจ้าတီးဟာတဖမ်းမင်းအောက်ကနေပြီးမြောက်ကိုအော်ခေါ်တဲ့အခါအဆွေမြောက်ရင်အသေးယူပြီးရင်ပြန်ဆင်းလာခဲ့တော့လေလို့ဆိုတဲ့အခါမှာမြောက်ကပြန်ပြောလိုက်ပါတယ်ကွယ် ဟဲမိချောင်းရုံနင့်အပေါ်မှာမိတ်ဆွေကောင်းဖြစ်နေခဲ့တဲ့ငါလိုမိတ်ဆွေကိုတောင်ရုံမာတဲ့စိတ်ထားနဲ့နင့်လိုမိတ်ဆွေမျိုးကိုငါကအကြံသုံးပြီးကလိန်ကကျစ်ကြလိုက်တာဟဲ့ဒီတသက်နင့်လိုမိတ်ဆွေရုံမျိုးကိုဘယ်တော့မှအဆက်အဆက်မလုပ်တော့ဘူးလို့ပြန်သားစွာပြန်ပြောလိုက်ပါတဲ့ကွယ်ဒီပုံမြင်လေးကနေမိတ်ဆွေကောင်းအဖြစ်ကိုကနေပြေးပေမဲ့ကို့အပေါ်ပြန်ပြီးမိတ်ဆွေကောင်းမဖြစ်နိုင်တဲ့သူမျိုးလဲရှိနိုင်တယ်ဆိုတာကိုသင်ခန်းစာပေးထားတာပဲဖြစ်ပါတယ် ူလောကကျင်လည်တဲ့အခါမှာလူမျိုးမျိုးစိတ်ထွေထွေမှုလူတိုင်းကိုတန်တရားနဲ့မဆက်ဆံသင့်မိမယ်လူတိုင်းကိုလည်းအလုံးစုံမျက်လုံးမိတ်ယုံကြည်လို့မဖြစ်နိုင်ပါဘူးဉာဏ်နဲ့ရှင်ပြီးယုံကြည်ဖို့သင်ခန်းစာပေးထားတာပဲဖြစ်ပါတယ်ကြီးစုနာသင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်ယခုကဲ့သို့သောပညာပေးဖို့ဟူတာပုံမြင်များကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျမရဲ့ YouTube Channel ကို Like and Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေရှင်